The Time with Dr. Tate ဒီနေ့အတွက်လေထားစောင့်ကြည့်ရမယ်ထိတ်တန်းကပ္ပရေးရဆယ်ခုကို ကောက်နှုတ်တင်ပြပါမယ်ခင်ဗျာ1ရုရှားယူကရိန်းစစ်ပွဲပင်လယ်နဲ့ထဲမှာရုရှားရင်းနဲ့နေသင်္ဘောတွေတိုက်ခိုက်ခံရပြီးတဲ့နောက်ယူကရိန်းကိုပင်လယ်နဲ့ကူးတန်းသွားလာရေးလုံးဝဖျက်တောက်ပစ်မယ်လို့ရုရှားသမ္မတဗလာဒီမီယာပူတင်ကထိန်းချုပ်လိုက်ပါတယ်။ဆောင်းရာသီကာလမှာယူကရိန်းရဲ့စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို ရုရှားကဒိုးမြင့်တိုက်ခိုက်နေချိန်မှာပဲအခုလူချင်းချောက်လိုက်တာပါဒီချိန်ထဲမှာပဲအမေရိကန်နဲ့ရုရှားတို့ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆိုင်ရာဆွေးနွေးပွဲတွေပြန်လုပ်နေပါတယ်ဒါပေမဲ့တိတာထင်ရှားတဲ့တိုးတက်မှုတစ်ခုခုထွက်လာဖို့တော့တိတ်ကြီးညှောလင့်မထားကြပါဘူးဥရောပအစိုးရတွေကတော့အခြေအနေကိုသတိပြုစောင့်ကြည့်နေကြပါတယ်အမေရိကန်ရဲ့နိုင်ငံရေးအကြရက်တီချက်ပြောင်းလဲကြောင်းယူကရိန်းအတွက်အထောက်ပံ့တွေပေးနေတာပြောင်းလဲသွားမှာစိုးရိမ်နေကြပါတယ် နှစ် Riders Next Take DC ဝေးပွဲအမေရိကန်နိုင်ငံနယူးယောက်မြို့မှာဒီဇင်ဘာလ3ရက်ဒီကနေ့စတင်မဲ့ Riders Next Take DC ဝေးအတွက်ကမ္ဘာကောင်းဆောင်တွေရေးပညာကုမ္ပဏီကြီးတွေကအကြီးအကဲတွေစီးပွားရေးပညာရှင်တွေနဲ့ကုလသမဂ္ဂတာဝန်ရှိသူတွေရောက်နေကြပါတယ်ဒီအစည်းအဝေးမှာဆွေးနွေးကြမယ့်အဓိကအကြောင်းအရာတွေထဲမှာ AI မီးပညာဆိုင်ရာစီမံခန့်ခွဲမှုနဲ့အထင်းအကွက်မဲ့လွတ်ထားရင်ဖြစ်လာနိုင်ကြည် NDA တွေ ကမ္ဘာဖွံ့ဖြိုးတိုးတက်မှုနှုန်းနှေးကွေးလာတာနဲ့အများကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုအတွက်ဘယ်လိုပြင်ဆင်ကြမလဲအာဏာရှင်ဘွားကခေါင်းထောင်လာတာနဲ့နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေအားနည်းလာတာဥရုယာတီပြောင်းလဲမှုဆိုင်ရာနဲ့တဘာဝပတ်ဝန်းကျင်ရေးရာစွမ်းအင်ဆိုင်ရာစတာတွေပါဝင်ပါတယ်ဒီထိပ်သီးစည်းဝေးကနေ2026ခုနှစ်အတွဲကမ္ဘာရေးရာမူဝါဒတွေဘယ်လိုချမှတ်ကြမလဲဆိုတာပုံဖော်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်၃ OECD ရဲ့ကမ္ဘာဖွံ့ဖြိုးတိုးတက်မှုကမှန်းချက်ဒီနှစ်အတွက်ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာမူလကမှန်းထားတာတဲ့ပူအားကောင်းပြီး3.2ရာခိုင်နှုန်းရှိမယ်လို့စီးပွားရေးပူပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဖွဲ့ OECD ကပြောပါတယ်။ဒါပေမဲ့လည်းပုံသွေးရေးဆိုင်ရာတင်မာမှုတွေဆက်ပြီးမြင့်မားနေတာကမ္ဘာလုံးဆိုင်ရာကုန်စည်စစ်ဆင်မှုပိုင်းဆက်ပြီးမတည်မငြိမ်ဖြစ်နေတာဝေပေါင်းပွားမှုဖိအားကိုမိသားစုတွေနဲ့အစိုးရတွေဆက်ပြီးရင်ဆိုင်နေရတာစတဲ့ သတိထားရမယ့်အခြေအနေတွေတော့ရှိနေသေးပါပဲ AI နဲ့ဆက်ဆက်တဲ့ယဉ်ကျေးမြုံနယ်မှုတွေကြောင့်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေပေမဲ့ဖွံ့ဖြိုးပြီးနဲ့ဖွံ့ဖြိုးဆက်နိုင်ငံတွေကြားကွာဟချက်ပိုပြီးကြီးမားစေပါတယ်2026ခုနှစ်မှာကြုံတွေ့လာရနိုင်တဲ့မတိမငြိမ်အခြေအနေအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့ဘူဝါဒချမှတ်သူတွေကို OECD ကသတိပေးထားပါတယ်လေမတိမငြိမ်ဖြစ်နေတဲ့ကမ္ဘာဈေးကွက်များ တရုတ်ဂျပန်တောင်ကိုရီးယားဥရောပအမေရိကန်စတဲ့အဓိကစီးပွားရေးနိုင်ငံကြီးတွေရဲ့ကုန်ထုတ်လို့ရေးပိုင်းကျဆင်းလာတဲ့အချက်အလက်တွေထွက်လာပြီးတဲ့နောက်ကမ္ဘာစည်းကွက်တွေလှုပ်ခတ်နေပါတယ်။ကမ္ဘာနိုင်ငံအသီးသီးရဲ့ဘုံမျိုးတက်တက်မှုဟာ2026ခုနှစ်မှာတုံ့နှေးသွားလိမ့်မလားဆိုတာရင်းနှီးမြှုပ်နှံသူတွေစိုးရိမ်နေကြတာပါ။အမေရိကန်ဒေါ်လာငွေအားနည်းလာတာရင်းနှီးစည်းတက်လာတာနဲ့ကုန်စည်ထောက်ပို့ရေးပိုင်းမတည်ငြိမ်တာတွေကြောင့်လည်းအရေးမယားအခြေအနေကိုမီးထိုးပေးသလိုဖြစ်နေပါတယ်။ AI ဆိုင်ရာယဉ်ညိမှုနယ်မှုတွေကြောင်းလက်ရှိမှာအခြေအနေအကောင်းဆုံးကတော့ဒီပညာကန္တအစုရှယ်ယာတွေပဲဖြစ်ပါတယ်။ငောယဉ်နယ်စည်းတက်အရှိန်လက်ပိုင်းဒေသလုံခြုံရေးဆိုင်ရာဆိုရည်မှုရုရှားယဉ်နယ်တင်တင်မောတွေတိုက်ခတ်ခံရတာနဲ့ထောက်ပို့ရေးပိုင်းမြေယာမှုတွေကြောင်းယဉ်နယ်စည်းနှုန်းတွေဆက်ပြီးတက်နေသေးပါ။ယဉ်နယ်စည်းတက်ပြီးဆိုရင်ဝေဖောင်းပေါ်မှုဒေါ်လာလိုအာရှဒေသကယဉ်နယ်တင်သွင်းရတဲ့နိုင်ငံတွေအတွေ့ပိုဆိုးရေပွဲဖြစ်လာတာလို့ ဒေယူပို့ဆောင်ရေးနဲ့တင်းမောကတွေပိုကုန်ကြလာတာလို့စတဲ့ကမ္ဘာလုံးဆိုင်ရာအကျိုးဆက်တွေဖြစ်စီပါတယ်။ဖွံ့ဖြိုးတိုးတက်မှုကိုမတိခိုက်စေဘဲရေနံစည်းကိုတည်ငြိမ်အောင်လုပ်ဖို့မူဝါဒချမှတ်သူတွေအပြင်းထန်စူးစမ်းနေရပါတယ်။ဒါအပြင်ပထဝီနိုင်ငံရေးပါမတိမငင်ဖြစ်ပြီးဆိုရင်ကမ္ဘာလုံးကစားသုံးသူတွေပေါ်တိုင်းရိုက်ထိခိုက်စေတဲ့နောက်ထပ်သတိပေးချက်တစ်ခုပဲဖြစ်ပါတယ်။၆ကမ္ဘာငွေကြေးစနစ်ဆိုင်ရာကုလသမဂ္ဂသတိပေးချက် ကမ္ဘာဘန်ဒါငွေကြီးစနစ်ဟာဖွံ့ဖြိုးဆဲနိုင်ငံတွေမီဒီမီယံဖြစ်မဲ့အရေးကိုအကာအကွယ်ပေးထားတဲ့တိဆောက်ဖွဲ့စည်းမှုပုံစံရှိမနေဘူးလို့ကုလသမဂ္ဂပုံသွယ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံအန်ကက်ကတတိပေးလိုက်ပါတယ်။ငွေလုံးငွေရင်းစစ်စစ်မှုလင်းနေတာကြောင့်ချိနေတဲ့နိုင်ငံတွေထိခိုက်စေတာအမေရိကန်ဒေါ်လာငွေကလွှမ်းမိုးထတာကြောင့်ကျွေးမီအကျက်အတဲဆိုက်ရတာကမ္ဘာပုံသွယ်ရေးနဲ့ဗန်ဒါရေးပိုင်းဟာအခုဆိုရင်အန်ရယ်ကြီးစွာအပြန်အလှန်ချိန်ဆက်လာတာ အစုရှယ်ယာစီးတွေဟာချက်ချင်းလိုအရေးပေါ်အခြေအနေရောက်လာနေတာတွေကိုအဓိကအချက်တွေဖြစ်ထောက်ပြထားပါတယ်။ကမ္ဘာဗန်ဒါငွေကြေးဖွဲ့စည်းတည်ဆောက်မှုဘိုင်းကိုပြုပြင်ပြောင်းလဲမှုတောင်းဆိုထားပြီးဒီကိစ္စဟာ2026ခုနှစ်အတွက်အချိန်မြင့်လာပွဲရှိပါတယ်။ခုနှစ်ပြင်သစ်သမ္မတတရုတ်ခီးစဉ်ပြင်သစ်သမ္မတအီမန်နွယ်မက်ခရွန်ဟာနိုင်ငံတော်ခီးစဉ်တစ်ခုအဖြစ်တရုတ်နိုင်ငံဘေကျင်းမြို့တော်မှာရောက်နေပါတယ်။ ဥရောပဟာစီးပွားရေးအရာတရုတ်ပေါ်မိကိုနေရပေမဲ့တရုတ်ကိုမဟာမျိုးဟာပြိုင်ပက်နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားတာပါတစ်ဖက်မှာလည်းအမေရိကန်နဲ့မဖြစ်မနေမဟာမိတ်လှုပ်ထားရပါတယ်ဒီခီးစဉ်အတွင်းဤပညာဆိုင်ရာဂုံသွယ်ရေးပိုင်းတစ်ဖက်ဆောင်းနှင်းဖြစ်နေတာအင်ဒိုပစိဖိတ်ဒေသမှာတရုတ်နိုင်ငံရဲ့အခန်းကဏ္ဍရုရှားယူကရိန်းစစ်ပွဲကမ္ဘာလုံးဆိုင်ရာကုန်စည်စစ်ဆင်မှုလမ်းကြောင်းတည်ငြိမ်ရေးစတဲ့ကိစ္စရပ်တွေကိုပြင်းထန်တဲ့တရုတ်ခေါင်းဆောင်တွေဆွေးနွေးကြဖို့ရှိပါတယ် ဥရောပအနေနဲ့တရုတ်ပေါ်မိကိုနေရောင်းမှုကိုရှင်းချခြင်းမိမယ်လဲထိတ်တဲ့တွေ့တာမျိုးကိုတော့ရှောင်နေပါတယ်ဒီကြီးစင်ကိုအမေရိကန်ဥရောပနဲ့အာရှအစိုးရတွေကဒေးဒေးချာချာစောင့်ကြည့်ကက်ခတ်နေကြမှာဖြစ်ပါတယ်ရှစ်သမရပူတင်အိန္ဒိယကြီးစင်ရုရှားသမရဗလာဒီမီယာပူတင်ကတော့နိုင်ငံတော်ကြီးစင်တစ်ခုအဖြစ်အိန္ဒိယနိုင်ငံမှာရောက်နေပါတယ်အိန္ဒိယနိုင်ငံကိုတိုက်လေရင်နဲ့ဒုံးကျည်စနစ်တွေရောင်းဖို့စွမ်းအင်တင်ပို့ဖို့ စက်မှုကုန်ထုတ်လုပ်ငန်းပိုင်းပူပေါင်းဆောင်ရွက်ဖို့ရုရှားဆိုရကတွန်းအားပေးလုပ်နေတာပါအိန္ဒိယနိုင်ငံဟာရုရှားနဲ့ရောအနောက်နိုင်ငံတွေနဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ထားပြီးတောင်ကမ္ဘာကျမ်းမှာအာဏာချိန်ခွင်ရှာညှိပေးနေတဲ့အဓိကအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်သမရဘူတင်ရဲ့ဒီခီးစဉ်ဟာအာရှတိုက်တဝမ်းလုံခြုံရေးနဲ့စွန့်ရင်ပိုင်းတွေပုံဖော်သွားနိုင်တာမို့အမေရိကန်တရုတ်နဲ့ဒေတာတွင်းအိန္ဒိယနိုင်ငံတွေကဘယူတိုက်ဆိုင်စောင့်ကြည့်နေကြမယ်လို့ခန့်မှန်းကြပါတယ် ကိုထိုင်းနဲ့မလေးရှားအထိနာတဲ့အရှိတောင်အရှာရေပြီးထိုင်းတောင်ပိုင်းနဲ့မလေးရှားမြောက်ပိုင်းတို့မှာရေပြီးတန်နဲ့စိုးစိုးရွားရွားကြုံတွေ့နေရပြီးလူဒါဇင်ပေါင်းများစွာတည်ဆုံပြီးတော့ထောင်ပေါင်းများစွာအိုးအိမ်မဲ့သွားပါတယ်တချို့နေရာတွေမှာရက်ွက်တစ်ခုလုံးရေမြုပ်သွားတာမျိုးတော့ရှိပါတယ်မလေးရှားကတချို့မြို့တွေမှာရေကအိမ်ခေါင်မိုးတွေပေါ်အထိတက်လာတာပါထိုင်းနိုင်ငံကရေပြီးတင့်ခိုင်းတွေမှာမြေပြူတာတွေအခြေခံအဆောက်အအုံပိုင်းပျက်စီးတာတွေနဲ့ကြုံရရပါတယ် စစ်တပ်နဲ့ရေးပေါ်လူသားတွေကကုညီကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးတွေလုပ်ပေးနေကြပါတယ်။နောက်ထပ်မိုးကြီးရွာအောင်မယ်လို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။ဒါဟာဖြင့်ရှေ့တော်ရှာဒေသမှာဒီနှစ်အတွင်းမုတ်တုံကာလအဆိုးရွားဆုံးသဘာဝဘေးရန်တစ်ခုပဲဖြစ်ပါတယ်။တစဲ Airbus A320 လေယာဉ်တွေအန်ဒရယ်ရှိနေပြီလား။ A320 လေရင်ဒါဇင်ပေါင်းများစွာရဲ့လေရင်ကိုယ်တိုင်ပိုင်းမှာ အရေးသေးပိုင်းပြဿနာတွေရှိနေတာကိုစစ်ဆေးတွေ့ရှိပြီးတဲ့နောက် Airbus company အကြီးအကျယ်အကြက်ဆိုင်နေပါတယ်။ company ရဲ့စုရှယ်ယာဈေးတွေတိတိတတ်တာကျသွားတာကြောင့်လေယာဉ်အမှားတွေနှောင့်နှေးမှာလေယာဉ်တွေဘေးကင်းလုံခြုံရေးပိုင်းရေရှည်စစ်ချရာမှုပိုင်းဘိုးရင်နဲ့တရုတ်ကိုမက် company တွေလိုပြိုင်ဘက်တွေရဲ့ PR စတာတွေနဲ့ပတ်သက်ပြီးမေးခွန်းတွေထွက်လာပါတယ်။ COVID ကရောဂါနောက်ပိုင်းပြန်လည်တော်တော်လေးဆိုင်ရာလုဆောင်ကြတာမှာကမ္ဘာတဝန် A320 အမျိုးအစားလေယာဉ်တွေကို မိကိုအားထားနေရချိန်မှာပဲအခုလိုအကျက်ဆိုင်တဲ့အရေးနဲ့ရင်ဆိုင်လာရတာဖြစ်ပါတယ်ခင်ဗျာဒါတွေကတော့ဒီကနေ့သတိထားစောင့်ကြည့်တဲ့ထိတ်တန်းကပ္ပရေးရာဆယ်ခုဖြစ်ပါတယ်စစ်ပွဲတွေရဲ့အကူအပြောင်းစီးပွားရေးပိုင်းအားနည်းမှုမဟာမိတ်ဖွဲ့မှုပိုင်းပြန်လည်ချိန်ညှိမှုဥရုယာတိပြောင်းလဲမှုတံပိုဆိုးလာတာနဲ့ဤပညာကကဏ္ဍတိုင်းကိုပုံဖော်လာတာစသည်အပြင်ကပ္ပကြီးဟာအလက်အပြောင်းအခြေအနေတစ်ခုမှာရောက်နေတာကိုတွေ့ရပါပါ ဗထဝီနိုင်ငံရေးဆိုင်ရာပြိုင်ဆိုင်မှု စီးပွားရေးမခိုင်မာမှုနဲ့ဒီမိုကရေစီရေးရုန်းကန်ကျူးစားမှုကြားရောက်နေတဲ့မြန်မာလူနိုင်ငံမျိုးအတွက်ဒီကမ္ဘာကြီးရာတွေကိုသိရှိနားလည်ထားဖို့ရာအထူးအရေးကြီးပါတယ်ခင်ဗျာ။